ဟိုလူလျှော့တဲ့ပုံစံမျိုးနဲ့လုပ်သား1450ကိုလုပ်တဲ့တည်းတော့ငလ3လောက်ပဲရှိသေးတယ်အဲအဲ့ဒီအနေထားကိုသူတို့ကနင်းလာခြင်းအနေနဲ့ပေါ့ဗျာဝတ်တောင်းပြီးပေးပြီးသူဖြုတ်ပြတယ်လို့ဆိုတာကိုကျွန်တော်တို့လိုက်နေတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တက်ဆိုင်ရာတမကတွေအခြားအဖွဲ့ကြီးတွေကပူးပေါင်းပြီးမှကျွန်တော်တို့နိုင်ငံတကာဝက်လက်တွေနဲ့ပါကျွန်တော်တို့အချက်လက်တွေပေးပြီးမှဒီလောက်သားတွေကိုပုံမှန်အလောက်ကရရှိနေပြီးကျွန်တော်ကျင်းနှံဆောင်တဲ့အနေအထားပဲရှိသေးတယ် ်။ဩဟုတ်ကဲ့။ဥပဒေကြောင့်ရပြောမယ်ဆိုရင်လည်းဆက်တက်ကထိုင်းဥပဒေမှာကထိုင်းတင်းနဲ့နင်းနာစီပြီးပြီးအလောက်ကညာနားပိုင်မှာရှိတယ်ဆိုတဲ့ဥပဒေကရှင်းနေပြန်တော့ဟိုဒီလိုဒီလိုပြောကျွန်တော်တို့ဟိုလောက်ကဘောတော့နည်းနည်းလို့တော့နည်းနည်းအခက်ခဲရှိမှာဟုတ်ကဲ့။2016မှာလည်းအဲ့ဆက်ယုံကနေပြီးတော့အဲ့လိုလူသမားခွင့်ရေးချိုးဖောက်တာမျိုးရှိခဲ့တယ်။အဲ့တုန်းကလည်းတိုင်ကြားခဲ့တယ်ဆိုတော့ဥစ္စာမျိုးလည်းတွေ့ရတယ်ဗောနော်။အဲ့ဒါကြတော့ဘယ်လိုဖြစ်ခဲ့ရလဲမသိပြ။အဲ့တုန်းကလည်းကျွန်တော်တို့တက်ဆက်ရခိုင်းစိုးရအပြည့်ကြီးနေနောက်က ်ဒါမှလူသမားတရားရှိကြုံးပြီးတော့ပေါင်းပြီးမှအဲ့ဒီလက်တွေမျက်နှာပြင်ပြီးပြစ်ပြစ်တာကြအဲ့လိုအခုကျင်လာတော့သူတို့အကြောင်းကြားချက်ကတော့လူဟိုကွန်ပျူတာအော်လာနေလို့လူရှော့ရှာတဲ့ဆီတဲ့ဘောပေါ့ဒါမှအဲ့ကောင်လည်းအဲ့2016ပြန်လဲအဲ့လိုလူတွေကျုပ်လိုက်တဲ့ခါမှာသူကမျက်နှာချင်းတွေကိုပေးလိုက်တယ်အဲ့လိုပါလေအဲ့တော့နောက်ဆုံးအစိုးရအဖွဲ့ကြီးတွေအမှန်တမ်းတန်ဖိုးဦးစီးတွေကလည်းလုပ်လိုက်ရတယ်ဆိုတော့သူတို့တခြား တဲ့တော့ကောင်းမွန်တဲ့အလုတ်ကိုင်းလေးတွေကိုလိုက်လံရှာဖွေပြီးမှကိုကြီးဆောင်ရွက်ပေးလိုက်တဲ့အနေအထားပဲရှိတယ်ပေါ့သူတို့ကတော့ကျွန်တော်တို့အရေးယူလို့မရလိုက်ဘူးဘာလို့လဲဆိုတော့သူဥပဒေအကြောင်းကလုတ်တဲ့လိုက်ထိုက်တဲ့မျက်နှာကြီးကိုပြီးပြီးဖြုတ်တယ်ဆိုရင်ကျွန်တော်တို့ကတရားစွဲဖို့တအားခက်တယ်ဒါမှမဟုတ်ကျွန်တော်တို့အခုလုတ်ဖို့ကြိုးစားပြင်ဆင်နေတာကတော့ကျွန်တော်တို့အဒီနိုင်ငံတကာဝယ်လက်တွေကိုအကြောင်းကြားမယ်ပြီးရင်ကျွန်တော်တို့တက်ဆိုင်ရအကျိုးရအဖွဲ့ကြီးနဲ့ပူးပေါင်းပြီးနောက်ထိုင်းနိုင်ငံလုံးဆိုင်ရအလို့တမန်တမန်ကနေပူးပေါင်းပြီးမှသူတို့ လုံးလုံးစိတ်ချပြီးကောင်းမွန်တဲ့အလုပ်ကိုင်နေဟိုဘလို့ကိုကြီးဆောင်ရွက်ပေးမလဲဆိုတာဒါကိုပဲကျွန်တော်အဓိကစဉ်းစားနေရတယ်။ဘာသူကဟိုထိုက်တဲ့ငွေကြေးပေးပြီးမှအလုပ်ဖြုတ်တယ်ဆိုတော့ကျွန်တော်တို့မှသူတို့တရားစွဲလို့တော့မရဘူးဖြစ်နေဟုတ်ကဲ့။အအခုလက်ရှိဒီနေ့ဒီနေ့ပေါ့ဒီနေ့အချိန်တွေကရောဘာတွေထူးခြားနေလဲပေါ့ဗျ။ဒီနေ့ချင်းနေဆိုတာကတော့လောလောဆယ်ကျွန်တော်တို့ကမင်းရက်တော့ကျွန်တော်ရုံဖွဲ့ပြီးသွားကြတယ်။သွားကြပြီးမှသွားပြီးအချက်လက်တွေကောက်တယ်။လောက်သမားကြီးရဲ့ဟိုပဲကတိခံစားနေရတဲ့အခြေအနေတွေကိုကျွန်တော်တို့အမှတ်တမ်းတင်တယ်။ ပြီးရင်ကျွန်တော်တို့အစကျွန်တော်ပြောသွားတဲ့အထက်မှာ share ပါတဲ့ထိုင်းသမဂ္ဂတွေနောက်တစ်ခါအပြည်ပြည်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ကျွန်တော်နှိမ့်နေဆွေးနွေးပြီးဘယ်လိုဆောင်ရွက်မယ်ဆိုတော့ပဲကျွန်တော်ဆောင်ရွက်နေတယ်ရှိနေသေးတယ်ဟုတ်ကဲ့အခုလက်ရှိမှာအလုသမားတွေဘက်ကဘယ်လိုအခက်အခဲတွေဟာရှိနေတာမျိုးတွေ့ရလဲမသိဘူးဗျအခက်အခဲဆိုတော့သူတို့မူလနေထိုင်တဲ့တန်ရာတွေမှာနေထိုင်ပြီးမှဟုတ်အလုံးအစင်းရပဲနဲ့နေနေရတဲ့အနေအထားမျိုးတော့ဖြစ်သွားတာပေါ့ပုံမှန်နေစဉ်အလုသွားနေတဲ့အနေအထားနဲ့အလုလက်မဲ့ဘောရောက်သွားတာပေါ့ဟုတ်ကဲ့